မင်္ဂလာပါဆရာမောင်ထင်းဤကိုတောင်းစာအုပ်ထဲမှာကိုတောင်းဤစစ်ပွဲကိုဖတ်ပြပါမယ်ကိုတောင်းကတည်လီပြီကိုတောင်းသည်တတော်ရာကျော်ရှိပါစေတည်းတတဘေးတာအလိုအပြင်စစ်ဟုသည်လိုအပ်သောဓမ္မတာဖြစ်ကြောင်းနှင့်တတဘေးတာဖားခွဲပါမောက်ခတို့ကဆိုကြကုန်၏မိမိ၏မျိုးဆက်ပြန့်ပွားရေးအတွက်လုံမှန်သောအပြင်ဂါရဝါတာအမှုကိုတတဝါတို့ပြုကြကုန်၏ ထိုကာရဝါဒကိုအကြောင်းပြု၍လူဦးရေတိုးသောအကျိုးတရားသည်ဖြစ်ပေါ်လာ၏လူဦးရေတိုးသောအကျိုးတရားကြောင့်တဘာဝထောက်ပံ့မှုသည် ရော့ပါ၍လာရလေသည်တဘာဝအင်အားချိုးတဲ့သည်နှင့်အမျှဝိတမလောဘထူပြောလာရသည်လောဘကြောင့်ဒေါသမြင့်အရှိန်တောက်သည်ဒေါသမြင့်လောင်သောကြောင့်မောဟမိုင်းတက်သည် ထိုအခါလောဘဒေါသနှင့်မောဟတို့သည် သုံးဥဒါယင်ဆိုင်၍နနတိနှင့်ပြစ်ခတ်ကြလျာ လူတို့သည်တေကြီးပျက်စီးကြကုန်၏လူရည်လည်းရော့ပါသွားပြန်သည်မြေစီဩဇာတို့လည်းပြန်၍တက်လာသည်တဘာဝအင်အားလည်းပြန်၍ကြီးမားလာသည်တဘာဝထောက်ပံ့မှုကြောင့်တပံလူရည်တိုးရပြန်သည်ထိုကြောင့်အထက်ကဆူခဲ့သည့်ဤတိုင်းဂျာအေးကိုသူ့မိရိုက်သည့်ဇလန်းကြီးကို လူဘွားစိတ်ကုံကြီး၌လူဟုသောဇက်သမားတို့ကပရိသတ်ဘွယ်တောင်းသောကြောင့်နောက်တစ်ချီထက်၍ကပြရပြန်သည် ်စစ်ဖြစ်ခြင်းအကြောင်းရင်းသည်တင်္ခါရဆဝိုင်းတွင်၌ဂျာယီသူမီရိုက်သလိုတဝဲလေလေနေပုံကိုကိုတောင်းလိုတော်သားပါမွားကဤသို့ညွေ ရွှေညံတော်ဆူဆူရောက်ရောက်နှင့်တွေးမိမည်မဟုတ်ခြင်းကိုတောင်းတွေးမိသည်။မှာငါလခွေးနဲ့သာသနာတက္ကရတဝက်မှမကြိုးသေးဘူးတရားမင်းရဲ့ဝရဇိန်လက်နက်ကတဲဆော်တဲ့ဟေးဟူတည်း သို့တော့ကျွန်ုပ်တို့သည်သူ့အာဘော်ကိုမျက်မှန်းရန်ဆာ၍သာပြောနိုင်တော်မည်ကျွန်တော်အတက်သည်သမျှမှာကကိုတောင်းသည်ပြီးခဲ့သောကဘာစစ်ကြီးကိုယုံရှာသည် မုံဒီသည်အမြင်ကတ်သည် ကဘာစစ်ကြီး၏အနောက်ဆွေကကတ်၍ပါလာသောမတရားမှုအာဓမမှုတို့ကိုအော်နှလုံးနာသည် အင်္ဂလိပ်ဘေးဘဟေဟူသောအတန်ကိုကြားချင်နေတပြိုင်နက်ကိုတောင်းညီအရှင်အင်္ဂလိပ်အစိုးရမင်းတို့ဤကြေးတော်မျိုးကျော်တော်မျိုးပြီပြီသူအရှင်သခင်ကောင်းဤဆန္ဒမူနာကိုယူ၍ညောင်လင်ဘတ်သူအောင်မြင်စွာဆုတ်ခွာသွားလေသည်။ဒိုးနှင့်လည်းအရမမှုသည်ကိုတောင်းကမခံချိမခံသာဖြစ်အောင်မလွတ်တန်ဂလိလိုက်သေးသည်။ထိုအချိန်ခါကခုကိုရမဲ့နေသောအချိန်ခါသည်။အင်္ဂလိပ်လည်းဆုံးလွတ်ခဲ့ပြီ။ ဂျပန်ကိုရောမျက်လည်းမပေါ်လာသည်လွတ်လပ်ရေးတက်မတော်ဆိုသည်ကိုလည်းနားမျှလေတံမကြားစဘူးမြို့အုပ်မြို့ချုပ်ပလိစသည်တို့လည်းအင်္ဂလိပ်လည်းပျောက်သူတို့လည်းပျောက်၍ချေရတာလည်းနောက်ကကြံခဲ့ခဲ့လီပြီး အခုကဲမရှိသည့်အချိန်ကာလဖြစ်လျာကယုံမာညစ်ပတ်သောလူကြီးလူကောင်းတို့သည်တခင်တွင်တက်လာလင်ခံချဖို့ဆိုပြီးကိုလုံးကြီး၆လုံးကြီးနှင့်ကြီမကြီးများကိုစု၍နေသောအချိန်ကာဖြစ်သည်။ရက်ပေါ်ရွာပေါ်ရှိ190တရာ30တို့သည်ထိုယုံမာသောလူကြီးလူကောင်းပလိတ်လူထွက်ဤဩဇာကိုခံယူကတရုတ်ကလာကရင်အိမ်များကိုတက်စီဓာပြတိုက်ရင် လူရဲ့ရေးဖွဲ့ကြီးကိုတီထောင်ဖွဲ့စည်းလျက် မကြာမြင့်သောအနာဂတ်၌လူမျိုးချင်းချင်းတွေးကွဲမှုများကိုဖန်တီးလျက်ရှိလေသည်။ထို့သို့သောအခါသမယတဲ့တွင် ကိုတောင်ဤပလီကက်လုံးကြီးသည်လည်းမျိုးဖြတ်ဓာပြခိုင်းသားတို့ဤလက်ချက်မှမလွတ်ကင်းနိုင်ရှာပေ။မကောင်းမှုသည် ကောင်းမှုဤကုတ်ကို ခွာစည်းနေသည့်အခါကိုတောင်ဤပလီကက်လုံးကြီးမှတကြားပစိုးတိမ်မီကိုမဟုတ်ချေရကဓာပြနောက်သို့ကောက်ကောက်ပါအောင်လိုက်သွားရှာသည်။ တနေ့တော့ကိုတောင်းဒီဘောင်းမီဘောင်းမီကွာတူတူသာဝစ်ပြီးလင်းညောင်းလင်းမှကျွန်တို့တန်ပုံရှိုးဝက်ရှိုးနေလာသည်ကိုတောင်းကိုကြည့်ပါအမဲဦးတပတ်တဲ့သူဤထိပ်ပြောင်ကိုလောဘကြီးအုပ်ထားပါသည် ။စုပြဲအင်ဂျီလဲဘင်းဆုံမှမူကကိုတောင်ဤပြားကတ်နေသောယင်ဘက်ကိုတွေ့၍ထားသည်။အတွင်းကံပေါင်းမိကွာတို့မှ တခါဘူးမြလူတော်တဲ့မျက်နှာပြဘူးသည်မရှိသောကြောင့်ရှက်ကိုရှက်ကန်နေကိုတောင်ဤခါပတ်ပတ်လဲကို အတင်းဖတ်ထားသည်။သူကိုအဝေးကနေပြီးတည်တည်ချာချာကြည့်ရင်ဘသူနဲ့တူတယ်လို့လို့ရှိသည်သို့တော့အမှတ်တမဲ့ကြည့်ရင်ကကိုတောင်းသည်ကိုတောင်းနဲ့တထေရတဲ့တူလာပါ၏အဘယ်ကြောင့်ဆိုတော့ ူဤမူပိုင်ဖြစ်သောလမတို့ကလေးက သူဤနန်းစာဒီရုပ်တွင်ကို အချင်းမင်ဖော်၍ပေးသောကြောင့်ဖြစ်၏တို့နှင့်ပင်ကျွန်ုပ်လည်းရေကမောကနေကိုတောင်းအားလုံချီများပေးလိုက်ရပါသေးသည်လုံချီထဲလဲရပြီးနောက်ကိုတောင်းလည်းပေါက်မလာတော့ပါ မိုးရင်တမိုးရင်လုံရောက်ခမကြီးလေကိုစပားစေးကြသည့်အပတ်နှစ်မီအောင်ကုန်း၍လုံနေသည်ကိုတည်ရ၍ကျွန်ုပ်မှမပြုံးဘဲဝလုံးခွဲရည်လိုက်မိပါသေးသည်သို့တော်သူနှင့်ရေဆက်မကုန်နိုင်ပါတို့ဘမအစိုးရဖွဲ့တွင်ဗေဒင်စရာက အမှုစရာဇဝုအုပ်လုပ်ပြီးဓာပြမှုစုံစမ်းခြင်းကြောင့်ဓာပြတွေလွတ်လပ်ရေးရနေသော လောကီအစဉ်မပြေပုံကိုကြည့်ရင် မတ်တပ်မှုဒူးတို့သည်ကျွန်ုပ်တို့၏ရွာကိုရောက်လာလေရာကျွန်ုပ်မှာမြို့ရေးအတွက်ပြာပါရတွေများနေသဖြင့်ကိုတောင်းတယောက်တက်ကယ်တောင်းတို့လူပြိုလဲ့အသွားတွင်လော်ဒန်နှင့်အခုတ်ခံရသည့်ဇလန်းကြီးကို မေးမြန်းစုံစမ်းရမည်ကိစ္စကိုပင်လျှင်မမေးမမြန်းအားပါ ဒီနေ့တော့ကိုတောင်ကြီးကျွန်တော်ထံသူဆိုင်ဆိုင်မြိုင်မြိုင်ပေါက်လာပြီးရင်ကျွန်တော်နှိမ့်တွေးလင်တွေးချင်းခွထိုးခွက်လန်းရည်လေသည် ကိုလူဘာဖြစ်လာတာတော့ဟာဟာမပြောချင်ပါဘူးကွာကိုတောင်ဤမပြောချင်ပါဘူးကွာဟုသောစကားမျိုးသည် အတော်ကြောက်เสียကောင်းသည် မပြောချင်ပါဘူးကွာဆိုပြီးပြောမည်ပြောတော့ခင်စိန်ကိုမတော်တရော်တွေရေးဆွဲပြခဲ့ပုံကိုပြောတတ်သည်မပြောချင်လဲနေလဗျာ မဟုတ်ပါဘူးကွငါကဘိုးတဲမှာဌာနအုပ်လုပ်တဲ့အကောင်နဲ့ငါပလီကလုံကြီးကိုတိုက်သွားတယ်။ဓားပြခေါင်းဆောင်ကဂျပန်တွေကို ဖလဲတကင်းနဲ့ထမင်းကျွင်းတွေကတွေ့ရလို့ပါ။ဟေးလူတော်တန်တဲ့ဒီစကားမျိုးမပြောနဲ့ကျုပ်တို့တိုင်းပြည်မှာဘိုးကြကြတဲ့လူတိုင်းဟာဂျပန်တော့ဘာတော့ညာတော့စစ်ဦးမှာဆိုရင်လူမိုင်းနဲ့လူကြီးလူကောင်းတွေက လူစိုးလူမိုက်ကိုဘိုးထင်မှကြီးပဲ။ မကောင်းမှုတွင်ကျဲတဲ့ခေတ်ထဲမှာယခုဂျပန်လက်ထက်ကဩဇာကြီးဒါပြဘိုးတွေဟာနောက်မတူပဲမြန်မာပြည်ဝင်လာလာမျက်နှာကြီးကြအောင်မှာပဲစိတ်ချခမားတီးတလောက်မြင်တလောက်ပြောသွေးတော့ဂျပန်ရေနွေးအလောင်းခံရအောင်မှာပဲဒုတိယဓာတ်ပြက်နှင့်ချောင်းရိုက်တက်သည့်ရောက်ဖလောင်းများကြားမှအောင်မြင်စွာထွင်းဖောက်နိုင်သောတတိသည့်ဂူတော်၌ရှိ ਉ မှန်ပါ၏ သို့သောဂျပန်ရေနွေးတန်ကြာရသောအခါသူ၏မောင်မဲသောမျက်နှာမှာတွေးဆုပ်သွားသဖြင့်ဖြူယောင်တန်းလာပါသည် ယခုမူကားကိုတောင်းသည်ဝုကျုပ်ပေ၏မတရားသောဤစစ်ကြီးကိုမျက်မှားလူမျိုးအနေနဲ့ခံမတိုက်နိုင်သောကြောင့်ဂျုံခေတ်တွင်ဂျုံဆက်ခင်းခဲ့ရသူပြီးပြီး ဤစစ်ကြီးကိုလမ်းမြောက်လိုက်ရပေပြီရင်းတို့လမ်းမြောက်အရှုံးပေးပြီးဒီအချားမဲ၌ကိုတောင်းသည်လူတိုင်းလူတိုင်းရအပ်သောအခွင့်အရေးဖြစ်သည့်၆ပေစတူရန်များရှိသောမြေကြီးအောင်၌စိတ်သုံးသောဒုက္ခကိုတင်းကျပ်ပြက်ကျတင်းပြည့်ကျပ်ပြည့်ခံစားကမြေရင်းအောင်လျက်ရှိပါပြီ သို့သောဤဒုတိယကဘာစီကြီးတွင်ဒုတိယချွင်းချက်မရှိအရှုံးပေးလိုက်ရသည်မှန်တော်လဲထိုကဘာစီကြီးမျိုးထက်အစအရာထောင်မကပြင်းထန်သောမဟာစစ်ပွဲတွင်ကိုတောင်းသည့်ဗိုလ်ချုပ်လုံ၍တော်လန်တိုက်ခိုက်အနိုင်ယူကာအောင်သည်အောင်သားကိုဆန်ဒီအရက်နှင့်မြည်ရင်ကြာကြာနာနာစားခဲ့ပူပါသည်အတိတ်ကိုဆောင်ရသောဤတို့သည် မိချောဒီ၎င်းခင်စိန်ဒီ၎င်းညောင်လင်းသူဒီ၎င်းကိုးထောင်းဤလက်ဦးဆရာမများဖြစ်လျာကိုးထောင်းဤကစော်ရီဖုံးလွှမ်းသောဦးနောက်ထဲ၌ထိုဆရာမများ၏အရေးရောင်သည်ချိန်လုံးကိုကိုင်းကအမြဲတစေတစေ၆ရီပြားလျက်ရှိသည်ဒီလိုသာငါနေရမယ်ဆိုရင်မဖြစ်ဘူးလကွာအချက်ဦးဆိုတာလွှဲရင်လွှဲတတ်တာပဲ ီလိုလွဲလို့ရင်ထဲဟာနေငါမနေတတ်ဘူးကွယ်ဒီကြားထဲမှာ အကိုတွေအမတွေကတိုက်တွန်းပြန်တော့မင်္ဂလာအခမ်းအနားနဲ့ကြာကြာနာနာပစိုးထန်းတဲ့အချင်းလင်းများဘွားယောက်ျားမရပြန် ကြောပေါ့အလိုလေးကိုလူကကြာကြာနာနာအိမ်အောင်ပြုခဲ့ဘူးတကယ်တကိုအိမ်အောင်ကြတာဟာယောက်ျားတာပဲအမမကျွန်တော်ဒီကိုတောင်းနဲ့ဤမြရင်းနှီးပါလျက်နဲ့ကိုတောင်းဤတို့အကြနာမင်္ဂလာဆောင်ခဲ့ဘူးသည်ဆိုသည်ကိုယခုမှနားရှိ၍ဆက်ဆက်ကြားမိပါသည် ဟာဟာကုလူကမိမမြူဘူးသေးဘူးကိုအော်ကျွန်တော်ကဆလိုက်ဟုတ်အခုကျွန်တော်ကဆလိုက်ပါသည်ကျွန်တော်ကဒီလိုခနှစ်လိုက်လေသူစိတ်ဆိုးသွားမလားအောင်မေး၍ဆမိချင်းဖြစ်ပါသည်ဟေးဟေးငါမိုက်မိတာပါပဲဒါမျိုးဆိုတာတခါသာမိုက်ရမှာကွယ်ငါကတော့မပြောပါနဲ့ထက်ခါထက်ခါမိုက်ရတဲ့အရသာကလေးဟာပူပူအိုက်အိုက်ထဲမှာဟိုက်စကင်းစားရတယ်လို့ပဲကွယ် ကိုထောင်ကဲ့သို့တော်တော်သားအဖို့အိုင်စခရင်းလိုအရာသာမျိုးရှာပြားမှလာ၍တွေ့ရသည်မှာကုသိုလ်တော်ထူလာပါသည် ကိုတော့အိမ်အောင်ကြသည့်အခါတွင်ကျွန်တော်မှတငယ်နှက်စားရွယ်များပင်ရှိုံမည်အကြောင်းခွင့်သိမ့်၍ကျွန်တော်၏မွေးသမီးခင်အမေကြီးသည့်အခါကိုတော့ဤမိန်းမကိုရေးရေးမြမှန်းဆနိုင်ပါသည်ပိန်ပိန်ပပဖြစ်ဖြစ်လက်လက်စကားတွတ်တွတ်အသားညွညွကိုတော့ထက်အသက်အင်းငယ်ကြီးသည်အစင်းမလာတော့လေရင်ဆဆရှိသည်ဟု၍ကိုတော့ကသူ့မိန်းမကိုအမွန်းတင်လေးရှိသည်သို့သောကျွန်တော်မှတ်မိသည်၍ သူမိမကြီးမဟွင်းကသည်ဇား၍အတော်ကောင်းသည်ကျွန်တော်ဤဦးလေးတော်တယောက်ထံမှရရှိသောသတင်းတရက်အစုံမှာချစ်စားခင်စားဘဝတွင် ကိုတော်ကမုံကျိကိုတော်ကမုံညက် ကိုယ်တော်ကမုခမဟင်းကဟင်းရီချံကိုတော်ကမဟင်းကဝမဟင်းကတောင်းကြီးကိုရှေ့တဆိုင်နောက်တဆိုင်ထမ်းပြီးဈေးသို့အရောက်ပို့ပေးကမှကိုတော်မိန်းမကနှုတ်တီးကောင်းရှာပါဈေးစစ်အဖြစ်နေမဟင်းကရောက်သည် ကိုတော်ခမရအတော်ပင်ပန်းရှာသည်နန်းနဲ့စောစောအာယုံမတက်မီထားရသည်ဇေယျမီမဝင်းကားပို့ရသည် အပြန်မုတ်ချက်ရသည်ထမင်းလဲမနှက်စာညစာမိမအတွက်ချက်ရသည်သည်ပွဲလန့်ရှိပြန်လင်းညဘူပါအလုံးလုံးရပြန်သည်ထိုကြောင့်သူ့ဖို့ညစီညတိုင်းခြေပြက်လက်ပြက်အိပ်ရသည်မှအားမရနိုင်မရမရှိတော့မှအကိုဤတရက်ဦးရင်ဝဲတာယာအင်းမြတော့အရေးအောက်တွင်အနာယူရင်အိပ်လိုက်သည်သည် ကိုတော်မိန်မမကဆိုခဲ့သည့်အတိုင်းဖျက်ဖျက်လက်လက်နှုတ်သွက်သွက်နှင့်မူရက်သေးရွာတဲ့၌ယောက်ျားမိန်မအတိမိတ်ဆွေအလွန်များသည်လူပြိုကာလာသားကလေးများကို သူပို၍အေးပေးတတ်သည်တို့နှင့်လည်းမယားဝတ်ကြည်ပွန်သောကိုတော်မူမူကမျက်နှာသာမပေးခြင်းတခါတလေလေးကိုယ်ချီနေသောကိုတော်ကိုစိတ်မရှိ၍မိုဟင်းကမှွေသောဒလန်နှင့်တစ်ချက်တစ်ချက်ရိုက်မိသည် ထိုအခါကိုတောင်းကမတုံမလုံနဲ့ဟဲဟဲဟူရည်သည် သူမယားကကနွဲကရပတိပတရည်စံမျိုးဟုမယူဆနိုင်ကိုတောင်းကတော့သဘောကျ၍ရည်သည်ဆိုသည်သူမိမကတက်တက်အရွယ်တိုက်သည်ဟုဆိုသည် အိမ်မှာတကုတ်ကုတ်လှုပ်လှုပ်ရသည်မှာညီးငွေပွဲကောင်းသည်ရွာနီးချုပ်ဆက်ပွဲလန်းသပင်များသို့ဈေးရောင်းရန်မဟုတ်ဘဲအပျော်ပါတတ်တဲ့ပွဲတော်ကြီးရသည်မှာစိတ်ပြေလက်ပြောင်းဖြစ်သည် သို့တော့ကိုထောင်လိုမတုံမလုံကြောက်ရုံမျိုးကမယားအားတင်းကြီးခံပြီးအလိုက်တဲ့အလျားတင်ပေါင်းသိန်းချင်းသည်တာ၍ညီငွေပွဲကောင်းသည်ပွဲလန်းတပင်ပျော်ရွှင်ပွဲတို့၌သူ့ကိုအဖို့ခေါ်ရလျင်ဘင်မပြောစရာရှိနိုင်ပါမတော့ထိုကြောင့်ကိုထောင်မိမကကိုထောင်ကိုအိမ်ဆောင်ခိုင်းပြီးမိမိရွာမှတခြားတစ်ပါးသို့ထွက်ရထွက်၍လေတတ်သည် ထွက်လက်ပြီးအိမ်ပြန်မှာကိုတော့ငါစူးစူးပူပူလှုပ်လိုက်ရင်ချစ်စခင်စာကျင်နာစလင်းများဖြင့်ရှာနှင့်တွားတွေး၍ရံဖြစ်လိုက်ရလင်ဒီလောကကြီးသည့်အတော်ပင်စီစီကားကားရှိမည်ဟုကိုတော့မိမကတွေးမိသည်ပွဲကြည့်သည်တွင်ရောင်တစောင်းထုံထားသော လူမျိုးကြီးများမုံဆိုးပုံများနှင့်တွေ့ရသည့်အခါကိုတော့မိမသည်အတော်ကြီးနှက်မိသည် ထူးသဖြင့်မူဆိုးမှုများကသူတို့မိမတွေနဲ့လင်များရံဖြစ်တက်ကြပုတ်ကြပြီးတပြိုတပါးကြီးနေခဲ့ပုံများကိုပြောကြလင်ကိုတော်မိမကြီးအကျော်ပြားမှရှိန်တိန်တိန်ဖိန်တိန်တိန်နဲ့တက်လိုက်သွားတတ်သည်လူပြိုကာလာသားတို့နဲ့လည်းတွေ့ကြုံခဲ့ဘူးရသည်မှာတစ်ခါနှစ်ခါသုံးလေးခါဆိုသလိုဖြစ်သည်ဒီလိုအကောင်တွေဟာချစ်လိုက်မှဖြစ်ရန်ကြီးပဲအတင်းရောအာဓမအိုးအင်ကြီးတွေဆုပ်ကုန်ပါမယ်ဟဲ့ငါကလင်းနဲ့ဒါနဲ့နေတာ ဟေးအဲ့ဒီလိုပြည်ရွာမှာကြင်ညာထုတ်တာရောင်မှာဒင်းတို့နောက်မဆုတ်ဘူးကိုတော်မိန်းမသည် လူငယ်လူရွယ်လူပြိုကြီးမုတ်ဆိုးကိုကြီးများမိန်းမနှင့်တွေ့ရင်အဘယ်များအသက်ဝင်သည်ကိုစူးစမ်းလေ့လာပြီးကိုတော်ဤမတုံမလှုပ်ဟဲဟဲဟင်းဟင်းစတော့အတိဘယ်ယုံတိမရှိတော့အလာပနာတို့ကိုနှိုင်းရှင်ချင်းမိတော့ကယွန်းတလူလူဆတ်ဆုပ်တလူလူဖြစ်လာသည် အထူးသဖြင့်ကိုတောင်ရှိ၌သူ့ဘက်ကယောက်ျားမိတ်ဆွေများနှင့်တယုံယုံကြည်စဲနေသည်ကိုပင်လင်ကိုတောင်ကတဟဲဟဲတဟင်းဟင်းနဲ့မတုံမလုံနေသည့်အခါကိုတောင်မိန်းမကကိုတောင်အားငရုတ်ချပွေနှင့်ပောက်လိုက်ခြင်းသည်ဒင်းတို့ကယောက်ျားမဟုတ်လေရောသလားဒီကလောက်ယိုးလွန်အလွန်နလွန်လင်ယောက်ျားလုံနေဖို့တော့မကောင်းဘူးဟဲ့ကောင်မလာစမ်းဒါနစ်လင်တွေလား ယောက်ျားကိုရှေ့မှာပြောင်ပြောင်ထားပြီးဒီလောက်မနှုတ်တီဟာဆက်ခင်းနေတာငါမသိဘူးမှတ်သလားဟဲ့ဖေးဟဲ့မောင်ဟဲ့ကိုတော်ကအဲ့တလူလူဆဲဆဲပြီးနဖူးခွဲအောင်ပါကျိုးအောင်ဘေးအောင်အောင်ထိုးရိုက်ဆောင်ဆွေးပြီးအယုတ်တအနတ္တရင်းခုနှစ်အင်ကြာရှစ်အင်ကြာလူတကာနဲ့တမုတ်ကဆွတ်ဆွဲလိုက်ရင်မယားနေစေကြောင့်ဒီမှဆိုတဲ့အရသာကလေးတွေ့ရမှာပဲအဲ့တလူလင်မယားရန်ဖြစ်ပြီးတော့မှမယားကလင်ကို ကိုမဟုတ်ဘင်းနဲ့မဆွဆွဲနေတော့ဆိုပြီးမျက်ရည်ကန်ထိုးကရှင်းလင်းပြလိုက်ရမြည်အဲ့ဒီတော့လင်ကမိမ့်မရငါလက်လွန်သွားပါတယ်ဘယ်နေရာထိတယ်လဲဆိုပြီး ထိပ်ပေါက်ခေါင်းခွဲတွေကိုထုံးနှွေးနှွေးနဲ့သိပ်ပေးရမည်ဒီတော့မှမယားကဟင့်ဟင့်နဲ့ထက်ချွဲတော့ငနေကနောင်တရပြီးမယားရင်ဝင်တဲ့ခေါင်းကလေးထိုးထိုးပေးရင်လည်းဤတို့ကိုထောင်းမင်းမစိတ်ကူးကောင်းတော့မှအလိုက်မတီးတတ်တော့ကိုထောင်းကဟေးဟေးထမင်းကျက်ပြီဆိုပြီးထမင်းပြင်ပြီးကြောင်းကိုမယားလာ၍တတ်တော်ဦးတင်နေသည်ဘေကလောက်တောင်မြင့်ကစရာကောင်းတဲ့ဖနှက်စာလေးဟုကိုတော်မင်းမကစိတ်ထဲတွင်អော်၍ဆဲလိုက်သည် ိုတောင်း၌ဒီဟာမျိုးတွေကိုဈေးကူးနေဖို့အချိန်မရှိနက်နက်လင်းလင်းမဟင်းကားဈေးထွက်ချိန်မဟင်းကားဈေးသိမ်းချိန်မဟင်းကားအိယာဝင်ချိန်မဟင်းကားဟူ၍စိတ်ဆွဲနေလျာအိမ်မက်ထဲမှာပင်လင်းမဟင်းကားကိုအကွင်းလိုက်မြင်နေရသည် အိုးအိမ်ထောင်စားအခါဆိုဒီမှာသူကလိုအလုပ်ကိုတည်တည်မဲမဲစူးစားမှဒါသမီးတိုးလို့တွဲလောင်းမှလူနဲ့သူနဲ့တူအောင်ထိန်းနိုင်ထားနိုင်ပေမည်။သူကကိုထက်ကြီးတော့သူ့ကိုအမကြီးအရာမှထားမည်။သူမဟင်းကရောင်းတက်လို့ပေါ့ကိုတယောက်တည်းဒီလိုသာလောကမှာစခန်းတော်ရမယ်ဆိုရင်ဘယ်ဖြစ်နိုင်ပါမလဲ။ တနေ့တော့မိန်းမကအကြောင်းတစ်ခုရှိ၍ရွာတရွာသို့ကိုထောင်းကိုဆေးလွှတ်လိုက်သည်ဘာကိုရမယ်ရှာပြီးဘဲကိုလွှတ်လိုက်သည်ကိုကျွန်ုပ်မမှတ်မီသို့သောဒါကအရေးမကြီးမိန်းမမှားသမျှကိုကျိုးနွန်စွာဆောင်ရွက်ဖို့ကအရေးကြီးသည်တို့ဖြစ်၍မိန်းမအကြိုက်လိုက်ကချေမြန်လက်မြန်နှင့်အလုတ်ကိုပြီးစီးအောင်လုပ်သည်အလုံးမှာမန်းချီထက်စော်၍ပြီးသောကြောင့်နေဝေရီလျောမှပြန်လာသည် ယခုကျွန်ုပ်တို့ယုံနီတရက်ပင်ကျိုးတို့ကျဲတဲ့နေရာသည်ယခင်ကကိုတောင်း၏ရောက်ဖတော်များပိုင်သောဥယျင်ဖြစ်သည် မှတ်မိသေးတော့သည် ထိုဥယျာဉ်နေရာကိုရော်ကြီးနှင့်အစိုးရကသိမ်းယူတော့ကကိုတော်၏ရောက်ဖတော်မှာပြေစာတွင်လက်မှတ်သားထိုးလိုက်ရသည်ဘယ်၍ပဲမြားရထိုက်ရတဲ့နေကို မတိလိုက်ရဟုဆိုဘူးသည်ထို့သောစာဖတ်သူတို့ကိုကိုတော်အကြောင်းနှင့်သူမိမအကြောင်းပြောပြဖို့သာလျှင်ကျွန်ုပ်၌အခွင့်အရေးရှိသည်ဖြစ်ရာကိုတော်ရောက်ဖရော်ကြီးရမရပြဿနာကိုဘေးချိတ်ထားခဲ့ပြီးကိုတော်ကိုခတ်တုတ်တုတ်အိမ်ပြန်ခိုင်းရကြတော်မူ ခတ်တုတ်ပြန်မှာဆိုတမင်လဲဥယင်တို့ကိုတော်ရောက်သည့်အချိန်ကားကတငယ်တိတ်ဆိတ်ချင်းဖြစ်သည်ထိုညတော်တော်ကလေးမောင်သည်ရောက်ဖတော်မှာဥယင်မြေကိုအစိုးရအပြီးပိုင်မသိမီရွာထဲ၌အိမ်သွားဆောင်နေသောကြောင့်ဥယင်ထဲ၌ကိုတော်မိန်းမတစ်ယောက်သာရှိသည်အခုမှပဲတွင်မိတော်တယ်ဟူတို့တော်ကိုတော်စိတ်မချသည်မှာတစေကိုစိတ်မချ၍ဖြစ်သည်တင်ញိုင်းကုန်နေတစ်ဖက်စီမှမတော်တဆ၆လင်းပဲနဲ့လုံရပါ အဲ့ဒီညကစိတ်ထင်းရတော့မျိုးပဲကွာမီးရောင်မိတ်တုပ်ကလေးကငါ့ကိုမြင်မြင်လာလို့အချက်ပေးနေတယ်လို့ပဲငါဥယျင်ဝါရောက်တော့ယောက်ျားဆန်လုံလုံချားတယ်အဲ့ဒါနဲ့ခြေစံမကြောက်နင်းပြီးအိမ်တစက်မိတ်အောက်မှာခိုဝင်လိုက်တာဆိုရင်ပဲလာလာဟေးအခန်းထဲကဘာတန်လဲတော့မသိဘူးကွာဟာဟာ သို့တော့ကိုတော်ကဒီဒီသူ့မိမကိုဘသူနည်းမြမဥပတ်သေးပါ သူမရှိတော့ကြောက်ရွံ့တယောက်ယောက်ကို အဖို့ခေါ်အိတ်သည်ဟုထင်မိသည်ထို့ကြောင့်ကိုအိမ်မိုးကိုရဲရဲတင်းတင်းကြီးတက်လိုက်သည်အခန်းဝ၌မိကွက်မှာရေနံစီကုံကာနီး၍မိသည်များကြွေနေကြွေနေသည်အခန်းဝမှအိယာသူလှမ်းကြည့်လိုက်သောအခါကိုတော်မိမမှာထမင်းရင်ရှားနေရှိနေသည် အနီးတွင်ယခင်ကအိမ်လာနေကြမှုဆိုးကိုကိုဟိုတင်းကညာဒူးပေါ်တွင်ညာဘက်လက်ကိုတင်းကကိုတောင်းတောက်နေကြဆေးဘောလိပ်ကြီးကို အတွင်ဖွာနေသည်ကိုတောင်းမိမကတဏ္ဍခါရည်ကျဲလိန်ထားသောမျက်နှာနှင့် ကိုဟိုတင်းဆေးလိပ်တောက်နေသည်ကိုကြည့်နေသည် ဆေးလိပ်ဆေးဆက်ကလေးကတည်ကောင်းတာပဲသူယောက်ျားငငယ်ကလေးအတွက်စီရင်နာတွေပို့ပြီးလိတ်ထားတာထင်ပါရဲ့ဟုယောက်ျားကခနဲ့သည်အမလေးတော့သူ့ချောင်းထဲမပြောစမ်းပါနဲ့ပါဇက်ထဲလက်ညှိုးထဲလို့တော့မကိုက်တတ်တဲ့တတ္တဝါကြီးမို့ကျမဖြစ်လေရှင့်ကိုအမြဲတောင်းတနေရပါပဲ ဤကားကိုတော်မိမအတန်ဖြစ်သည်ကိုတော်ကဒီအတန်ကိုကြားရသောအခါငါမိမမှာဟုတ်ရဲ့လားလို့အောင်းမေးမိသေးတကွအမှန်မှာတော့သူငါမိမမဟုတ်တော့ဘူးကွာဟူ၍ကျွန်တော်အားနောက်ကျောင်းပြန်ရင်ပြောပြပါသည် ထို့သောသူပြောပုံကခက်အေးအေးပင်နှမျောတတတော်အတန်မပါပါထို့သောလည်းဧကန်လကိုတောင်းသည် မာစိန်ဖြင့်မှုန်ပြီးဒိန်းတလိန်နှပ်ဘူးကငကြီးထောင်ဓာဟုဆွဲ၍မတမာသော လူရုပ်ကိုတုတ်တင်ရန်တန်ဒိတ်တံဖြင့်ချုပ်တီးထားသည်ဟုကျွန်တော်ထင်မိသည်ကိုယ်တော်မူကားထိုတန်ကြားသည့်နေ့တပြိုင်နက်ဟဲဟဲမရည်ချင်းရည်ချင်းရည်လိုက်သည်ယောက်ျားနှင့်မိန်းမမှာခပိုင်း၌တုံ ပလိမ့်မိသွားသည်လို့အာအာသိမ့်၍စက်တီတည်နေကြသည် နှစ်ဦးသာပြေးပေါက်မချာနိုင်တော့ပြီးတခိုးမှာခိုးထုတ်ခိုးတဲ့နှင်မိနေ၍အင်ရှင်သဘောတိုင်လုံလျင်ခံဖို့ပင်ရှိပါတော့သည် သူစိတ်ထဲတွင်ဂတ်ကိုမြင်ရသည်ဂတ်မှယုံကိုရောက်သည်ယုံတွင်တရားသူကြီးကထောင်တစ်နှစ်ထစ်တနောင်လို့စီရင်ချက်ချသည်ထောင်ကားလွ၍ရက်သေးရွာတဲ့ပြန်ဝင်လာရာမယားခိုးဟူ၍ခလေးငယ်မှစာလက်ညှိုးထိုးကြသည်ဟဲဟဲဟု ကိုတောင်ကရီလိုက်မှမယားခိုးမှသတိပြန်လည်လာသည် ိုတောင်မိန်းမကမူကဒုတ်တပြက်ဓာတ်ပြက်ဖြစ်ပြီးကိုတောင်ကဒေါသပုံထားလင်လင်ကိုဘလို့မူပြီးချွဲရပါမလဲဟုတွေးနေသည်အသက်မရှိတဲ့ထင်းတုံးကြီးဒီတခါအသက်ဝင်တော့မည်ခုမှမယားကိုချက်မှန်သေးတော့မည်ခုမှမယားအလိုမပြည့်ဘူးဆိုတာသိသိမည်ဒင်းငါကိုအမှန်ချစ်သည်ဒါကြောင့်ဒီလိုအဖြစ်ကိုမြင်ရလင်ဒင်းကလေးနှပ်ပူပြီးငါပေါ်ရန်ကားတော့မည်ပါရိုက်ဖနောင်းနဲ့ပေါက်လက်သီးနဲ့ထိုးဒူးနဲ့တိုင် လိန်ကန်သပင်ဆွဲအဲ့ဒါလိုသူငါ့ကိုမျိုးမျိုးနှိပ်ဆက်တော်မီသူနှိပ်ဆက်လို့ွားတော့မှငါကမျက်ရည်ခံထိုးပြီးမာယာတသိန်းအပလင်းအနန္တာရင်းနဲ့မြူပြီးဆွလိုက်ရရင်ဒီတော့မှငါလင်ပြော့ကျသွားပြီဟေး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 ဟု လေရှည်ဆွဲလိုက်တော့ကိုထောင်ဤအတန်သည်သူမိန်းမကြီးညက်ပတ်ယုံမာသောအချမ်းကိုပြောင်းချောချောနှင့်တယောလိုက်သည်မိန်းမမှာငောက်ခနဲထားထိုင်သည်မိုးချိုးဖြစ်သည်ဟုထင်လိုက်သည် ရိုက်ပုတ်ရိုက်ပုတ်ဆဲဆိုသည့်အဖြစ်ထက်ပို၍ဆိုတော်မူကိုသူသိလာသည်ကိုတော်ကအပီးပိုင်သည်မှုကိုစီရင်ပြီးနှစ်ဦးစလုံးကိုတတ်မြည်ဆိုလျင်တတ်ထိုက်ပါသည်ကိုတော်ကြောင့်ကိုကိုတော်မိမကောင်းကောင်းသိသည်ရဆက်တော်မီဆိုလေးမြုံစီစီနေရည်တံပေးတတ်သည်ဧကနာတီဘုသာပြင်ပြီးရောဟဲဟဲနင်တို့နှစ်ယောက်ကြောင့်အစကငါမသိလို့ဒီလိုဆိုဆောဆောကပြောပါတော့လား ဟုတ်ပါတယ်ဒီလိုအရင်မျိုးဟာတေမင်းကိုစင်စာချပြီးခေါ်တဲ့အတန်မျိုးပဲဒင်းငါကိုအဟုတ်တတ်တော့မယ်မတကာကုများကလေးတစ်ခါတလေဖောက်ပြန်တာသဘောရှိရိုက်ဆုံးမဖို့ပဲရှိပါတယ်သဘောရှိရိုက်ပြီးမှအမားเจ้าမွန်ချရင်ယောက်ျားကအနူးညွတ်ခွင်းလို့ဖို့လည်းရှိတာပေါ့ဒီလိုခွင်းလို့ရင်နောက်တစ်သက်လုံးကိုလင်ကလွဲပြီး ဟဲဟဲကမင်းမငါအိယာကထွက်ဟဲဖိုကောင်ကြီးဒီသက်ရွယ်ကြီးနဲ့များကွာကြာခိုးတယ်လို့ကျုပ်တို့လူငယ်တွေကမင်းမူချန်ထားပါအောင်ထွက်ဆိုထွက်လာနှစ်ယောက်စလုံးအင်းအယူခံလို့တော့ရမယ့်ကိစ္စမဟုတ်ပြီထို့ကြောင့်မိန်းမနဲ့ယောက်ျားနှစ်ဦးသားအပြင်ထွက်ရသည်သူတို့ဘာကိုဘလို့လုပ်ပြီးပြန်ပြောရမည်မသိကိုတော်ကြီးအမိန်ကိုဒါနာခံတတ်တော်သည် အမှန်မှာနှစ်ယောက်စလုံးဇက်စင်ခိုင်းပြီးဓာတ်နှင့်ပိုင်းသက် အမလီမတွေးဝန်းတော့ပါဘူး တရားပိုင်မင်းမြမြန်သာစီရင်တော်မူပါဗျာနှစ်ဦးစလုံးကိုတောင်ဩဇာကိုတတဝေမတိန်လိုက်နာသည်ဟဲဟဲကျုပ်စောစောကသိရင်စောစောကပြီးပါတယ်ဟုကိုတောင်ကဆိုရင်းနဲ့သူ့အိယာကောင်းရင်ဒဏိပစ်ချနိုင်ညှက်ထားသောငါကြီးတောင်သားကိုနှုတ်ယူသည်ဒူတနာတော်ကြီးကဒူးတုံသွားသည် သူပဇံမှတောင်းမှန်သံများမထွက်တစ်ချက်ထွက်တစ်ချက်ထွက်လာသည်ဒီလိုတော့မလောက်ပါနဲ့မောင်ရဲ့မှားတာလဲမှားတာပေါ့ပြုသူအစ်စ်ဖြစ်သူအဟောင်းဆိုတာလို့ တောင်စကားတွေကျွဲမနေနဲ့ခွေးသားကြီးတော့ရှိကဟိုကောင်မနစ်လင်နောက်ကလိုက်လီဘာငင်းနေတယ်လဲဟူ၍ကိုတောင်ကအမိန်ပေးပြန်သည်ကိုဟိုတင်းကရှိကမိန်းမကနောက်ကနှစ်ဦးသားရင်ထဲမှာဖိုးလျက်နဲ့ချန်ပြင်းပတ်လျှောက်ခဲ့ရသည်ဘကွက်အာနာသာကိုတောင်ကငကြီးတောင်သားကိုလက်ကင်တို့ပမာမြေကြီးထောက်ကဟန်လွဲရင်လိုက်လာသည်ကိုတောင်ရှိမှအမိုက်နှကောင်နဲ့ ပဏာယသောအမှောင်သည်ဥယျံပတ်လေတလောကလုံးကိုဖုံးလွှမ်းလျက်ရှိတော်လဲဥယျံရှိတူရှုကဒေါ်ရန်ကလေးဟိုမှာပတ်ရှိတင်းချိုင်းပေါ်ကထုံးတုပ်ပြီးစားဂူတခုကိုမူလုံးလုံးပြောက်သွားအောင်မလွမ်းမိုးရှာပေအမိုင်းနှူးလိုတန်တရာခီး၌လမ်းမမရအောင်တင်းချိုင်းမှာဖြူဖွေးသောဂူကမှတ်တိုင်တပွဲပြလျက်ရှိသည်ဟူဟူတော့ခွေးဥတန်းမှာတမင်တန်တန်ငော့ပြီးရှေလျားစွာဆွဲ၍ဥလိုက်တော့အတန်နှစ်တူတလူလို့ ဗုဒ္ဓမိတရဏဓမ္မမိတရဏသံဃောမိတရဏဟုသောလေတံများသည်ဖောက်ပြားသူနှစ်ဦး၏ပဇမ္မဖြစ်ညစ်ကထွက်ပေါ်လာသည်ဒင်းတို့နှစ်ယောက်ကိုကြောင်ကိုသည်ကိုကြမ္မာကိုမြင်ပြီးကိုကိုကိုတရဏဂုံတင်နေကြပြီးသို့သောကိုတော်မှထိုတန်တို့ကိုမကြားငါကတော့မယားမမတ်သားမမတ်ပေါင်းခဲ့သည်အိမ်တော်ယေဆုတဟာဟိုဟာနဲ့ကြီးပြီးကြသည်မဟုတ်လင်းရေမရရေဆိုပြီးလူတလုံးသူတလုံးဖြူဖို့ကအရေးကြီးသည် ငါကတော့အဟုတ်မှတ်နေသည်တော်သေးရဲ့စောစောကပိုက်ဆံမကုန်ပဲအကြောင်းသိလိုက်ရသည်ဤတို့ခက်ဆင်စင်ကိုတောင်းတွင်းနေခိုက်ဥယင်ဝါတို့ရောက်လာကြသည်ဥယင်ရှိတဲတဲကလမ်းကြောင်းမှာတင်ဆိုင်ကုန်းတို့ပို့ဆောင်တော်ဖြတ်လန်းဖြစ်သည်ဥယင်ဤဘေဘတ်တို့ဖြောင့်တန်းစွာစီးနေသောလမ်းမှာရွာနှင့်ယုံမှုဆက်ထားသောလမ်းမကြီးဖြစ်သည် ဟဲဟဲပိုက်ဆံမကုံပဲအကြောင်းသိလိုက်ရပြီပဆံမကုံတဲ့အပြင်သူကငါ့ကိုမဟင်းကရောင်းပြီးကြွေလို့လက်ထဲမှာငွေတော်စုပြီးဆောင်းပြီးကြံရင်လိုက်သေးသည်နေဟာဒီနေရာမှာကိုတောင်းသဘောကျသွားပြီးဟာ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 ဟုစိတ်ထဲကကြိတ်ရီလိုက်ရအတကုံထွက်အတန်ကုံထွက်သွားသည်တင်ញိုင်းကုံလမ်းကြောင်းကိုလိုက်နေသူနှစ်ဦးမှာကိုတောင်း၏ရည်တံကိုကြားရလန့်ပြီးနှစ်ဦးသာရက်နေသည်ဤတွင်မှကိုတောင်းသည် သူ၏ရာဇဝတ်ကောင်းနှစ်ဦးလမ်းမကြီးပေါ်ရှိ ုံဘုံနှစ်ခုကြားကတင်းတင်းချိုင်းလမ်းပေါ်ရောက်နေသည်ကိုတွေ့ရသည်ဟဲဟဲဟဲဟာဟာနင်တို့ဘဲခြုံတော့တဲ့တိုးနေတာလေခူကောင်မကလင်စိတ်မှုန်ပြီးကိုနေတိုင်းတွားနေကြရွာလမ်းကိုတော့မမှတ်မိဘူးလားနင်တို့နှစ်ယောက်ဒီလိုပဲခြုံတော့တိုးနေကြမှုတောက်ကျင်များပါလာတာလားဟဲကိုရောင်းကဟာဟာပပကြီးပြန်သည် တိပါဘူးတော့ကျုပ်ကကျုပ်တို့ကိုတင်ဆိုင်ကုန်ခေါ်ပြီးဤနေရာ၌ကိုတော်မိန်းမကရှစ်ဆက်ပြောရမှကြောက်ရွံ့တော့ကြောင့်ဖြတ်ထားလေသည်ဟာ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 တင်ဆိုင်ကုန်ခေါ်ပြီးနင်တို့ကိုဘာတို့ရမှာလဲဟာဟာငါကုမတွေးမိတယ်နင်တို့ကိုတတ်မလို့အောင်မိသလားငကြီးတောင်သားဟာနင်တို့နဲ့မတန်ဘူးဟဲ့နင်တို့ကိုဘယ်မှာတက်ရအောင်မှာလဲနင်တို့ကိုတန်ခတ်ဖို့ကြံသေးတယ် ဒုသနာတော်ကြီးကမတတ်တော့ဘူးဆိုသည်ကိုနားလည်လာသဖြင့်စကားကောင်းကြားရမလားအောင်မိနေတော့ဒဏ်ခတ်မြည်ကြားရပြန်၍စိတ်မရှိဖြစ်သွားသည်။ဂဲကွဲမင်းမေးခြင်းနဲ့ဒဏ်ပေးပါ ဟာဟာကျုပ်ကတန်ခတ်ဖို့အာဏာမရှိဘူးတရားဆောင်တဲ့နှက်တွေကခတ်လိမ့်မယ်ခမားတို့အသက်ရှင်နေတဲ့မြတ်ကာလပတ်လုံးလောကငရေကြီးကိုခံစားရအောင် ကျုပ်လွှတ်လိုက်တော်မယ်ကိုဟိုတင်းရင်ဝကအလုံးကြီးကြသွားသည်ဒို့တော်မိန်းမကဒီလိုတန်ခတ်တာမျိုးကိုမယုံကြည်နိုင်ဒီလိုလွှတ်လိုက်တယ်ဆိုတာသူ့ဘောမှာကိုတောင်းကလုံးလုံးစိတ်မကုန်သေးလို့ပဲလူဆိုရင်လဲွယ်တခါတလေမှားတဲ့ဥစ္စာသူလဲသူ့အိမ်သူပြန်ကိုလဲကိုအိမ်ကိုပြန်ပေါ့ ဟာဟာဟာဘယ်ရမလဲငါပြောပြီးပါဘကောဒီကိစ္စဆောဆောကငါသိရင်ဆောဆောပြီးပါတယ်နင်းချစ်သူနောက်နင်လိုက်တာငါကြည့်ပြူပါတယ်ဟဲရှိကြီးခိုးပါရဲ့မင်းငါနောက်တော့ပြန်မလိုက်ပါနဲ့မိမသည်အကယ်၍ကိုတောင်းကခကြီးတောင်သားနှင့်သူ၏ဥအသေးကိုမှွေ၍တက်ခဲ့လျင်သူလင်အချစ်ကြီးလိုအမျက်ကြီးရသည် ဆိုပြီးသူ့ဝမ်းဖိုက်ကိုမှွေသော ကိုတောင်း၏လက်ကိုတာယာသောသဘောဖြင့်ပုတိပုတ်တလုံရင်ကြည်ကြည်နက်နက်ကြီးအသက်ထွက်သွားပေမည် ယခုလိုငါချီပြူပါရဲဟဲဟူသောပြစ်ပြစ်ခါခါစကားသည်ကိုတော်ဤမိန်းမကိုငှက်ကြီးတောင်တာနှင့်အရင်မှပိုင်းလိုက်သည့်ထက်ဆိုးသောကြောင့်ကိုတော်ဤမိန်းမသည်မှောက်ထိုးလဲလေသည် ကာမဘောင်ကိုမိတ်ဖွဲ၍လောကငရေထိတလန်းချင်းဝင်လိုက်သောထိုမိန်းမသည်အမိုက်ဤဒဏ်ကြောင့်မိမျိုးကကြံရစ်ခဲ့လေသည်ကိုတော်ကခြံသေးသို့ဝင်လာခဲ့သည် နနက်လင်းသောကိုတောင်း၏မင်္ဂလာသတင်းသည် အရက်ထဲသို့ပြန့်နှံ့သွားလေသည်နောက်တညအဖိုး၌ကိုတောင်းသည်ကာရာဝါဒအနှောင်ဖွဲ့ကိုတော်လှန်၍လွတ်လပ်ရေးကိုအရာယူသောအကြောင်းကိုရိုးမယ်ဖွဲ့၍တရက်ဥယင်ဝဲအဖော်ပေါင်းတို့နှင့်အတူဘူးဒီနှင့်ကျသားစီပြန်ချက်ကဆန်နီရက်ဖြင့်စပွဲထိုင်ရင်စစ်သူကြီးတိုင်းအောင်မြင်နိုင်ခဲ့သော အောင်ပွဲကို တခန်းတနာဖွဲ့ချီးစင်ရင် ကျင်းပခြင်းအပြင် လေကရစ်ဆင်းပြီးတော့လူမျိုးဖြစ်ဤအချုပ်ချာအာဏာပိုင်သဘောကိုလူတိရှင်ကြားကြေညာလိုက်လေသည်။ကိုတောင်းကတေးလီပြီ။ကိုတောင်းသည်တတ်တော်ရာကျော်ရှိပါစီသည်။